ဒီနေ့မှာသင်တန်းကိစ္စပညာရေးကိစ္စရှောက်လွှာကိစ္စအင်တာဗျူးကိစ္စတွေအောင်မြင်ဖို့လိုတဲ့ဆိုရင်တော့တပြေရွက်တရွက်မှာကာကြီးအခရာရေးပြီးစောင်းပြီးစောင်းရွက်ခြင်းအဖြစ်အောင်မြင်ပါလိမ့်မယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီစီစဉ်ကိုဗီနီယာရီယာမီဒီယာကစီစဉ်တင်ဆက်ပြီးတော့ အောင်ထူးဆန်းဘီနီရရာကန်းကအဓိကအကူအညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ခင်ဗျာဒီအစည်းအဝေးကိုစဉ်ဆက်တဲ့လိုက်စောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ခွန်ရဲတိုင်းမြန်အားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပြီးတော့ဒီအစည်းအဝေးရဲ့ရရာကုသိုလ်တွေကိုလိုက်ပါဆောင်ရွက်ခြင်းအပြင်အကျိုးထူးအနန္တရှိကြပါစေခင်ဗျာ2025ခုနှစ်အော်တိုဘာလ25ရက်ဒီနေ့စနေနေ့အတွက်ခွန်ရဲသားသမီးတွေအားလုံးတို့အတွက် numerology ဂဏန်းပေရင်ရဆိုရင်အတိုက်ခိုက်ပြိုင်ဆိုင်နေများတဲ့နေ့ဖြစ်ပါတယ်လူရင်းတွေမိတ်ဆွေရင်းတွေကကိုယ့်ပေါ်မှာအထင်မြင်လွဲမှားတတ်တယ် ပကံတို့ဖန်ကွက်တို့မန်တို့ဒီလိုနည်းမျိုးကွဲရင်ရန်တိုက်ခိုက်ပေါ်တတ်တဲ့နမိတ်ဖြစ်တယ်။အဲ့လိုနမိတ်တွေ့ရင်တော့နောက်နေကြရင်ကောင်းကျွန်မောင်းစွန်မြတ်စွာဘုရားရှင်ကိုကတ်လူလိုက်ပါ။တရိစ္ဆာန်တို့စိတ်ညစ်ရတတ်တယ်၊ခြေောက်ထိခိုက်မိတတ်တာကယူဆိုင်ပါ။အရေးကြီးတဲ့ကိစ္စတွေစကားပြောမယ်ဆိုရင်တပြေညွန့်တပြေရွက်စောင်းပြီးမှတွားရောက်တွေ့ဆုံပြောဆိုကြပါ။ခொနည်းသားမီးအလုံးဒီနေ့ကံကောင်းမှုလို့အတွက်ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုအုံနို့နဲ့အုံနို့စွန်းနဲ့တည်တည်တွေလှူဒန်းပေးလိုက်မှဖြစ်ပါတယ်။ ဒီနေ့မှာသင်တန်းကိစ္စပညာရေးကိစ္စရှောက်လွားကိစ္စအင်တာဗျူးကိစ္စတွေအောင်မြင်ဖို့လိုအတွက်ဆိုရင်တော့တပြေရွက်တရွက်မှာကာကြီးအခရာရေးပြီးစောင်းပြီးစောင်းရွက်ခြင်းအားဖြင့်အောင်မြင်ပါလိမ့်မယ်ခင်ဗျာဒီနေ့မှာမိရှုတန်းစဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်မဟာဘုတ်ဗေဒနီးရာဆိုရင်တော့စနေနေ့ဘွားအထုံးဘွားဇာတာရှင်တွေဖြစ်ကြပါတယ်ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးတို့အတွက်ကံထူးကောင်းမှုတို့အတွက်ကတော့မြတ်စွာဘုရားရှင်ကိုခေါဆွဲကြဆုံးကတ်လူချင်း ရဟန်းတန်ခါခေါက်ဆွဲကြောလောင်းလူချင်းနဲ့ဆွေမျိုးမိတ်ဆွေများကိုခေါက်ဆွဲကြောဒါနပြုလိုက်ပါခင်ဗျာဒီနေ့အကျိုးပေးစုမှုကဏ္ဍတော့နှစ်ကဏ္ဍခုနှစ်ကဏ္ဍဖြစ်ပြီးတော့ငွေကြေးကံကောင်းဖို့လိုတဲ့ဆိုရင်တော့ခိုးတွေငှက်တွေကိုအစာကျွင့်ပြီးဆူတောင်းအောင်မှာဖြစ်ပါတယ်နော်ဒီနေ့မှာဈေးခေါ်လက်ခေါ်အစီရင်ဖြစ်ကြတော့မိမိရဲ့ဆိုင်ရှင်းမျက်နှာသားကိုမျက်နှာမူပြီးအေဟိလာဘံအေဟိဒနံအေဟိဒုက္ခံလို့ရည်ရွယ်လိုက်အောင်ဖြင့်ရောင်းပန်းသာဝေဖန်နှပ်ပါလိမ့်မယ် အယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်သွက်ဖို့အတွက်လည်းဗလာဆောင်းတုံးနဲ့တို့ပြီးခောက်ပြီးညိုက်ပြီးဆူတောင်းလိုက်ရုံဖြင့်သီတိသန်းသာအယောင်သွက်အယောင်ထွက်သွားပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူတို့အတွက်အနောက်ရက်တွေအတိုင်းခိုက်တွေအခက်အခဲတွေလွတ်မြောက်သွားအောင်အမှုကြုံသူနာမည်ကိုတင်မောသီးမဲ့မှာရေးပြီးသီလရှင်ဆရာလေးကိုလှူဒန်းလိုက်ကြပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ကျမ်းမာရေးညံ့တဲ့သူအတွက်ဓာတ်စာအဖြစ်နဲ့ဒီလိုနည်းမျိုးမှာ တမ်းမြာသည်ဖြော်ရင်နိုင်ငံတောက်ပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ကြပါခင်ဗျာအချစ်ရဲ့မေတ္တာရဲ့အိမ်တော်ရဲ့အစဉ်ပြေဖို့လို့တွက်ကတော့မနဲ့စောစောအုံးရင်တစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးအချစ်ရဲ့အိမ်တော်ရဲ့မေတ္တာရဲ့အစဉ်ပြေပါစေဆူတောင်းလိုက်ပါခင်ဗျာဒီအစီအစဉ်ကိုစဉ်ဆက်မပြတ်နေ့စဉ်ကြည့်ရှုနေကြတဲ့ခွန်ရဲ့သားမြတ်အားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာ၍လူရဆန္ဒပြည့်ကြပါစေခင်ဗျာ